ကိုရင်ချစ်သူပဲဖြစ်ဖြစ်အိမ်တော်ဘက်ပဲဖြစ်ဖြစ်ကို့ဘော်မှာဖောက်ပြန်နေပြီဆိုတော့ကိုဘယ်အချက်ကနေစပြီးသိနိုင်တာလဲဆိုရင်တော့ဖုံးကနေပဲဖြစ်ပါတယ်သူတို့ရဲ့လက်ကင်ဖုံးတွေကိုကို့ဘော်မပေးကင်တော့ဘူးဆိုရင်တော့တေချာတခုကတော့သူတို့ကို့ဘော်မှာဖောက်ပြန်နေပြီဆိုတော့လုံးဝယုံကြည်လိုက်ပါဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဖုံးထဲမှာကိုမသိအောင်ကို့ဘော်မှာသူတို့မဟုတ်တာတွေလှုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်ကို့ကိုမပေးကင်ခြင်းဖြစ်ပါတယ်တကယ်လို့ဒါလိပ်ပြလုံတဲ့သူတယောက်ဆိုရင်ဘာအမှားမှမလုပ်ထားဘူးဆိုရင်တော့ ကိုရဲ့သူတို့ရဲ့ဖုန်းကိုကိုကိုလုံးဝသူတို့ပေးကင်မှာဖြစ်ပါတယ်လွတ်လွတ်လပ်ပဲပေးကင်မှာဖြစ်ပါစိတ်ကြိုက်စစ်စီလို့ရတယ်ဆိုပြီးတော့ပေးကင်ထားမှာဖြစ်ပါတယ်အဲ့တော့အရင်တုန်းကတော့အဲ့လိုမျိုးပေးကင်ထားပြီးတော့အခုနောက်ပိုင်းကျတော့မှသူတို့ရဲ့ဖုန်းတွေကိုကိုကိုမပေးစစ်တော့တာမျိုးမပေးကင်တော့တာမျိုးဖြစ်နေပြီဆိုတော့တေးကြတယ်အဲ့ဒါကိုအပြင်နောက်တစ်ယောက်တခြားတစ်ယောက်သူတို့စီမှာရှိတယ်ဆိုတော့ကိုလုံးဝကျွန်တော်တို့ယူဆလို့ရတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီဖုန်းထဲကနေပြီးတော့မှသူတို့မှာ ို့ပြင်တခြားကြောင်းနဲ့စာရေးထားတာမျိုးဖောက်ပြန်ထားတဲ့စာတွေဖောက်ပြန်ထားတာမျိုးတွေဖုံးပြောထားတာမျိုးတွေရှိနေတာဖြစ်တဲ့အတွက်ကြောင့်သူတို့ဒီမလုံမလဲဖြစ်စွာနဲ့ကိုယ့်ကိုသူတို့ရဲ့ဖုံးကိုလုံးဝမပေးကင်ရှင်ဖြစ်ပါလေဒါကိုကျွန်တော်တို့ဒီသိထားရမှာဖြစ်တယ်အဲ့တော့အဲ့လိုသိပြီဆိုရင်ဘာပြီးပြင်ဆင်ရမှာလဲဘာတွေလုပ်ရမှာလဲဆိုရင်တော့အဓိကအရေးကြီးဆုံးကတော့ကိုယ့်ရဲ့စိတ်ကိုကိုပြင်ဆင်ထားရတော့မယ်တေးကြတစ်ခုကတော့ကိုကသူတို့ကိုသွားပြောရင်ဖောက်ပြန်နေတာလားတပြောလို့ရှိရင်တော့လက်ခံမှာတော့မဟုတ်ဘူး အာနေလို့အာနေလို့ကငါ့ကိုပြန်ဆွတ်ဆွဲတယ်ပေါ့မဟုတ်တာတွေဆွတ်ဆွဲရဲဆိုပြီးတော့တောင်မှကိုကိုတူတူပြန်ပြီးတော့ရန်စကားပြန်ပြောပါလိမ့်မယ်။တေချာတခေါ်တော့အဲ့လိုမျိုးရန်စကားပြန်ပြောရင်ကိုပဲစိတ်ဆင်ရရမယ်။အဲ့တော့ကိုကဘာလုပ်ရမှာလဲဆိုရင်တော့ကိုပဲချမ်းကားနေပြီးတော့မှဒီလိုမျိုးဖြစ်လာပြီးဆိုရင်တော့တဖြည်းဖြည်းနဲ့ဆွတ်လွတ်တက်လာအောင်လက်လွတ်တက်လာအောင်စူးစမ်းရတော့မှဖြစ်တယ်ခင်ဗျ။ဘာကြောင့်လဲဆိုတော့ အာဒီဒီထက်ပို့ပြီးဆိုးလာဖို့ပဲရှိတော့တဲ့ဒီအိမ်အောင်ရေတို့မဟုတ်အချစ်ရေတခုမှကျွန်တော်စစ်ဆေးခွင့်မရတော့ဘူးသူတို့ကလွတ်လွတ်လပ်လပ်ပဲနေရတာကြိုက်တယ်ဗျာမိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖောက်ပြန်နေတဲ့သူတယောက်ဟာသူတို့ရဲ့သူတို့ကိုယ်တို့လူလွတ်တယောက်လိုမျိုးလွတ်လွတ်လပ်လပ်ပဲနေရတာကြိုက်တယ်သူတို့ဖုံးကင်တာကင်လို့ရှိမကြိုက်ဘူးဒါဟာငါရဲ့ကိုရေးကိုတာဖြစ်တယ်ဝင်မဆွတ်ဖက်ပါနဲ့ဒီလိုစကားမျိုးတွေပြောလာပြီးဆိုရင်တော့ကိုသိထားရမယ်ဒါဟာသူတို့ဖောက်ပြန်နေပြီဖြစ်တယ်အဲ့တော့ကိုဒီအဲ့လိုမျိုးဖြစ်လာပြီးဆိုရင်တော့ကျွန်တော်တို့အဓိကပြင်ဆင်ထားရမယ့်အရာကတော့ ဆွလွတ်နိုင်ဖို့အတွက်ကိုကိုကိုပြတ်သားနိုင်ဖို့အတွက်တခါလေးပြင်ဆင်ထားရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တကယ်ချစ်တဲ့သူဆိုတာကကိုကိုသူတို့ဘာလို့လို့သူတို့ရဲ့ဖုန်းထဲမှာအကုန်လုံးကိုကိုသွားပြမှာဖြစ်ပါတယ်။အဲ့တော့မဖောက်ပြန်နေဘူးဆိုရင်တော့တကယ်ပြရဲပါတယ်။အဲ့တော့လုံးဝမပြရဲတော့မပေးစစ်တော့ဘူးဆိုရင်တော့သေးကြတယ်အဲ့ဒါဟာသူတို့ကိုနောက်ွယ်မှာမဟုတ်တာတွေတကယ်လုံနေလို့ဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ကောင်းကောင်းနားလည်ထားဖို့အတွက်လိုပါတယ် ဲ့တော့အားလုံးနေနဲ့ဒီလိုမျိုးဖြစ်လာပြီးဆိုရင်တော့အာကျွန်တော်တို့ပောက်ကွဲပြရမှာမဟုတ်ဘူးတို့စကားတွေအများကြီးတွားပြောရမှာမဟုတ်ဘူးကိုကိုကိုတဖြည်းဖြည်းနဲ့သူ့ကိုတကယ်ကိုအာကျွန်တော်တို့ဒီဆွတ်လွတ်တက်လာအောင်ကိုကိုကိုခိုင်မာတဲ့စိတ်သက်ပြတ်သားတဲ့သူဖြစ်အောင်နေဖို့ပဲဖြစ်ပါလေဖောက်ပြန်တဲ့သူတွားမတောင်းပန်နဲ့တောင်းပန်လည်းမရဘူးသူတို့ကိုတွားပြုပြင်ပေးလို့လည်းမရဘူးကိုကဒါပြောင်းလဲရမှာကိုကဒါသူတို့ကိုလက်လွတ်နိုင်ဖို့အတွက်အဓိကအရေးကြီးဆုံးသောအရာဖြစ်ပါလေအဲ့တော့အားလုံးအနေနဲ့ တကယ်အခုလက်ရှိကိုယ့်ရဲ့အချစ်ရေတော့မဟုတ်ကိုယ့်ရဲ့အိမ်တော်ရေးမှာဒီလိုမျိုးဖြစ်နေပြီဆိုရင်တော့ကျွန်တော်တို့ဒါဆုံးဖြတ်ချက်ချရမှာကိုကိုတိုင်းပဲဖြစ်ပါတယ်လို့ပြောချင်ပါတယ်အဲ့တော့တကယ်တယောက်နဲ့တယောက်နဲ့ပေါ့နော်ချစ်ချင်းတွေထတ်တူကြတဲ့တကယ်ကိုမှချစ်ချင်းမေတ္တာတယောက်နဲ့တယောက်နဲ့ခိုင်မာတဲ့တစ္ဆာရှိတဲ့ချစ်ချင်းတွေနဲ့ဒါဆုံးတွေ့ကြပါစေလို့ဆုတောင်းပေးပါတယ်ဗျာ